က်ကလည်းရမ်းအနက်အနက်ဆိုရင်မွေးဆိုရင်တနအိတွင်းပျောက်သွားတယ်အဲ့လိုဓမင်းနေပိုင်းများဟင်းနေပိုင်းနဲ့နေဖက်လိုက်နှစ်ရက်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာကွယ်ကိုယ်သမီးစားခဲ့ရရပါပြီပေါ့မင်းသားကလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြက်သွားပြီတတလုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ blacklist ကောင်းရောနှိမ့်တော်နဲ့လည်းလိုက်လား စားရင်တော့ဒီခန္ဓာကိုယ်ကိုကြည့်လိုက်မစားရင်ဟိုခန္ဓာကိုယ်ကိုကြည့်လိုက်အဲ့တော့ခန္ဓာကိုယ်အလှချင်အလှပကိုကြည့်ချင်တဲ့လူတွေဒါမင်းမစားရကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုယ်ဘလို့နေနေစားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့်ကပြိသက်ကြီးကိုသိစေချင်တာလေတခုရှိရဲ့ဒီလားအဲ့လေကဘာလဲဆိုတော့လိုလားငါပြောလိုလားဩဝါဒကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေကိုအဲ့လိုဟိုအဲ့လိုညင်ခံနေမှန်းသိရခါကြောက်ရလေကောင်မလေးက စကားမပြောတတ်ဘူးလို့ထင်ပါဆိုလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော်ဒီနေ့ကတော့ကမုန်းပဲနှစ်30ပြည့်မွေးနေ့ပေါ့နော်အဲ့ဒါမှစိတ်နှမ်းတော်ကနေပြီးတော့ချူလေးတို့ဖိတ်ချရတဲ့အတွက်လာရောက်တက်ဖြစ်တာပါအဓိကတော့လေဟိုချူလေးကြတော့လေဟိုဒီအကကြီးလည်းမကကြင်ဘူးစင်ပေါ်မှာလေအကကြီးလည်းမကကြဘူးတချင်းတော့ဆိုဖို့တောင်းဆိုပေမဲ့အတန်းမထွက်ဘူး အပန်းမထွက်တော့တခြားဘွဲတွေတော့အများန်းဆိုပါတယ်အဲဒီဘွဲမှာတကယ်အဆူရော်တွေလည်းပါတယ်လေအဆူရော်တွေအများကြီးပါတဲ့အခါကျတော့ကိုကလည်းအခု professional line မဟုတ်တဲ့အတွက်ဒီဒီဒီ ီပွဲမှာတော့တချင်းလည်းမဆိုခဲ့ဘူးအဲ TikTok တွေကဖို့ကြောက်လဲကိုကိုတိုင်းအဲ့လောက်ထိလဲအစင်ပေါ်ကြီးမှာတက်ပြီးတော့မကကြင်ဘူးအဲ့တော့ဘာလို့ရလဲဆိုတော့ကိုတရုတ်စာကိုလေအဲ့တော့ဟိုကိုနဲ့ပေါ်တော့ဒီ TikTok ပေါ်မှာပောက်ခဲ့တဲ့ဒီဇက်ဝင်ကန်းလေးတွေကိုပဲဒီမောင်လေးတွေနဲ့တွဲဖက်ပြီးတရုတ်ဆောင်ခဲ့တယ်ပေါ့ဟုတ်အဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးကိုကတော့အဲ့ဘာစားတာပဲကိုစားခြင်းနဲ့စားစာကိုလေအဲ့တော့အပြင်မှာတိတ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးဆိုတာကလေဟိုကပေါ့ကိုဘယ်လိုပြောရမလဲ သူတို့တွေပေါ့အရန်ကြော်ညာပေးသလိုဖြစ်နေမဲ့အပြင်မှာမရရဘူးလေစားချင်အိမ်မှာပဲရိုက်တယ်ဘယ်ဆိုင်ရလဲလည်းမပြောရဘူးတဲ့အဲ့လိုမာတာလို့အဲ့နဲ့အပြင်မှာမရိုက်ဖြစ်တာပါတကယ်တော့စားလိုက်ရိုက်ချင်တာဟုတ်နောက်ပိုင်းဒီထက်ပို့ပြီးနက်နက်နဲနဲချက်ပြုတ်ပြီးတော့စားအောင်ပါပါအော်ဩဝါဒကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေကိုအဲ့လိုပေါ့ ဟုတ်အဲ့လိုငင်ခံနေမဲ့တိရခါကြောက်လဲကောင်မလေးကစကားမပြောတတ်ဘူးလို့ထင်မှဆိုလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော်အမိုးဝါလေးဟိုငငယ်ကလေးကအဲ့လိုထမင်းစားရင်မိသားစုတွေအကုန်လုံးလက်ရည်တပြင်းဒီအဲ့လိုစပွဲဝိုင်းအကြီးနဲ့ငငယ်လေးကလေးအဲ့လိုပဲစားလာခဲ့တာနောက်ပိုင်းဟိုမိသားစုတွေလည်းခွဲနေရတယ်ကိုလုံးနဲ့ကိုပေါ့အဲ့လိုကြောက်ရလဲအိမ်မှာတယောက်တည်းစားရတော့လဲပြင်းတယ်ဟိုရုပ်ရှင်ကြည့်ပြီးစားရတာလဲတစ်ခါတလေကောင်းမှတစ်ခါလေးကြောက်လဲမကောင်း အဲ့တော့ဖုန်းထောင်ပြီးတော့စိတ်ထဲမှာကိုမိသားစုပေါ့နော်အဲ့လိုကိုပေါင်းတဲ့တငယ်ချင်းကိုကြည့်ပြီးစကားပြောနေရတယ်လို့မျိုးအဲ့လိုအတူတူသမင်းအတူတူစားတယ်လို့ခန်းစားချက်နဲ့စားလိုက်တော့လေစားဝင်တယ်လေအော်ဟုတ်အဲ့လားတော့လေအတန်ပြောပါစေအားရပါစားရလေနော်ငငယ်တုန်းကလူကြီးတွေနဲ့ဆိုအမြဲတမ်းအခောက်ခံရတယ်ကိုဘာသာကိုတော့ကိုစိတ်ကြိုက်စားချင်တယ်လို့စားမယ်လေနော်အဲ့လိုမျိုးဒါပေမဲ့မဟုတ်အဲ့ဒီမှာလေ ကပ်ကပ်အဲအရင်တော့မသိဘူးပရိုတွေပါတယ်မဝယ်လိုက်မိဘူးကွယ်ဒီလားကစီနယ်ပြီးမဝယ်လိုက်မိတော့အစားတော့စားတဲ့အတန်ပါတယ်အခုပရိုဝယ်လိုက်ပြီဝယ်လိုက်ပြီဆိုတော့ကကြာ reduce noise ကိုနှိပ်လိုက်ရင်အတန်ပြောက်သွားတယ်ကောင်မလေးကတိသွားပြီအဲ့တော့ခြိုက်တယ်လို့စားတယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဘယ်သူမှမကြတော့ဘူးဟုတ်ဟုတ်တယ်အဲ့ဒါမှအဲ့လိုလေ ဟုတ်အဲ့လိုပေါ့အဲ့လိုစားနေတဲ့အတန်ကိုကြားရင်တရားဘာဖုန်းပွင့်ပြီးစားနေတဲ့အတန်ကိုကြားရင်တော့ဘိုက်ကစားတယ်သူဘာစားလဲလို့ခိုးကြည့်လိုက်ရင်အဲ့ဒါငါလှုပ်စားမယ်ပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုပေါ့နော်ဟိုဘာပေါ့လက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနံ့အနံ့ဆိုရင်ရင်မွေးဆိုရင်တနအိတ်တွင်းပျောက်သွားတယ်အဲ့လိုဓမင်းနေပါရင်များဟင်းနေပါရင်လည်းနေဖက်လိုက်နှစ်ရက် အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာကွယ်ကိုယ်သမီးစားခဲ့ရရပါပြီပေါ့မင်းသားလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြတ်သွားပြီတတလုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ black list အဖြစ်မခံနိုင်ဘူးလေနော်စားပါတယ်ချူလေးကလေအခုတွေ့တယ်သီလားအဲ့ထမင်းမစားလို့ဘလိန်ကြရတယ်ပေါ့နော်ဒါပေမဲ့အဲ့ညီမလေးတွေကိုကြည့်လိုက်ဘော်ဒီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ထမင်းမစားလို့ဘလိန်နေ ။ထမင်းရမ်းစားတဲ့ကောင်မလေးကိုကြတော့ဘာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဘလိန်တော့ငါတို့ကထမင်းစားတဲ့အဖွဲမှာနေရမှာလားထမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေး ਉ စိုင်းတော့ဒီခန္ဓာကိုကြည့်လိုက်မစိုင်းဟိုခန္ဓာကိုကြည့်လိုက်အဲ့တော့ခန္ဓာကိုအလှချင်းအလှပကိုကြည့်ကျင်တဲ့လူတွေထမင်းမစားတဲ့ကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုဘလို့နေနေစားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့်